င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်ဆရာနာရှင်ဟောင်းတန်းရွှေကိုတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ရှိကသွားရောက်တွေ့ဆုံပါတယ်တီဘောမြို့မှာ900တာအတွင်းစစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူ12ဦးဟာသေဆုံးသွားပြီးကလင်းငယ်တဦးပါဝင်12ဦးဟာထိခိုက်ဒဏ်ရာရှိတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးက ဆရာနာရှင်ဟောင်းတန်းရွှေကိုတွားရောက်တွစ်ဆုံခဲ့လို့တရုတ်စင်ဝါသတင်းဌာနကသတင်းဖော်ပြပါရယ်။ဩဂတ်စာ14ရက်နေ့မှာဝန်ကြီးကတန်းရွှေကိုတွားရောက်တွစ်ဆုံခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုပြည်ပဝင်ရောက်ဆက်ဖက်ခြင်းကနေကာကွယ်ရန်နဲ့ပြည်တွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းကာကွယ်ရန်အတွက်တံမိုးရှိတဲ့အထောက်ပံ့တွေကိုဆက်လက်ပံ့ပိုးကူညီသွားမယ်လို့မျှော်လင့်ကြောင်းတန်းရွှေကပြောဆိုရလို့သိရပါရယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကမြန်မာနိုင်ငံမှာနိုင်ငံရေးရင်ကြားစစ်ရေးကြိုးပမ်းမှုတပြည်လုံးရွေးကော ော်ပွဲအဆင်ပြေချုံးမွေစွာကျင်းပရန်ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်ရန်ကိုထောက်ခံကြောင်းမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြက်စည်းတဲ့ပြောဆို ပြုမှုမှုကိုအခိုင်အမာဆန့်ကျင်ကြောင်းမြန်မာနိုင်ငံနဲ့အတူအေးတူပူများအပြန်အလှန်ဖိမှကူညီတဲ့စိတ်ဓာတ်ကိုလက်ကင်ထားမယ်လို့ပြောဆိုကြောင်းလည်းသိရပါရရှင်။ ဆက်လက်ပြီးတော့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးနဲ့အကြံဖက်မင်းအောင်လှိုင်တို့ကြားမှာနေဆက်ဒေတာတည်ငြိမ်ရေးရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုတွေ့ဆုံဆွေးနွေးခဲ့ပြီးတရုတ်ကရွေးကောက်ပွဲမှာသက်ဆိုင်သူအလုံးပတ်ဝန်းကျင်အတွက်တိုက်တွန်းခဲ့လို့အကြံဖက်စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။မနေ့ကနေပြည်တော်ကိုရောက်ရှိလာတဲ့တရုတ် Community Party ဘိုဟိုကော်မတီနိုင်ငံရေးဘူရိုအဖွဲ့ဝင်နိုင်ငံသားရေးရာဘိုဟိုကော်မရှင်ရောညွန်ကြားရေးမှုနဲ့နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကိုမင်းအောင်လှိုင်ကကြိုဆိုနှုတ်ဆက်ခဲ့ပြီး တီကြတွစ်ဆော်ဆွနေမှုတွေကိုဆောင်ရွက်ခဲ့လို့လည်းသိရပါဗျ။တရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာသက်ဆိုင်သူအလုံးပါဝင်ဖို့တိုက်တွန်းတယ်လို့လည်းပြောဆိုခဲ့ကြအကြက်ဖက်စစ်ကောင်စီကဆိုပါရယ်စစ်ကောင်စီကရှမ်းမြောက်ဒေသကအခြေအနေနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးရမှာလဲတရုတ်နိုင်ငံကနေဆက်ဒေတာတည်ငြိမ်အေဂျင့်ရေးကိုလိုလားပြီးမြန်မာနိုင်ငံတည်ငြိမ်ရေးအရေးထားအလေးထားတယ်လို့လည်းပြောပါတယ်။ဒါအပြင် ရှမ်းမြောက်ဒေတာက EAO တွေရဲ့မြို့ရွာတွေအပေါ်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့စံကျင်ပါကြောင်း ထောက်ဖို့ပြောဆိုလာတယ်လို့လည်းအကြမ်းဖက်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။မင်းအောင်လိုင်ကလည်းတရုတ်နိုင်ငံရဲ့ထာဝရမိတ်ဆွေဖြစ်ယက်တီသွားမှာဖြစ်တယ်လို့ရုပ်ောက်ပွဲလှုပ်ဆောင်မှာဖြစ်ပြီးလူရည်စင်ကောက်မယ်လို့လည်းပြန်လည်ပြောဆိုခဲ့ပြီးတရုတ်ဘက်ကလည်းကူညီသွားမယ်လို့ပြောဆိုခဲ့လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့တီဘောမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ကျန်းဖက်စစ်တပ်ကလေကြောင်းကနေ22ကြိမ်ဘုံကျဲတက်ခတ်ခဲ့လို့ DNL ကပြောပါရယ်။ဩဂတ်စာ14ရက်နေ့ကနောင်ချိုမြို့နယ်တောင်ခမ်းရွာနဲ့နောင်လင်ကျေးရွာမှာတောင်းတတော် DNL နဲ့ကျန်းဖက်စစ်ကောင်စီတို့ဂျားမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့လည်းဆိုပါရယ်။ဒါအပြင်တောင်ခမ်းနဲ့နောင်လင်ရွာမှာလည်းတမ69လောက်အောက်ခံခမရ300နှစ်တရင်အရှိမြောက်ပိုင်းတိုင်းစစ်တနာကျောက်လောက်ခံခမရ325တက်နေလေပိုင်းတိုင်းစစ်တနာကျောက်လောက်ခံခမရ306တရင်တို့နဲ့လဲ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူတိဘောမျိုးကခလာရ23တက်စကန်မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့၄ကျင်း Y12 ထပ်ပို့လေးနဲ့၁၆ကျင်းဘုံ124လုံးကိုလာရောက်ကျဲချခဲ့သလိုနောင်ချိုမြို့နယ်မှာလည်းတိုက်ပွဲတွေအတွင်းကျဲဖက်စစ်ကောင်စီတပ်က Y12 ထပ်ပို့လေးနဲ့၁ကျင်းဘုံ၄လုံးကိုလာရောက်ကျဲချခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်လာရှိုးမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်တနာကျောက်ကဖမ်းဆီးရမိတဲ့စစ်တုံးပန်း296ဦးကို MND ကထပ်မံလွှတ်ပေးခဲ့လို့ဒေတာတော်လန်သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရယ်။ဩဂတ်စ14ရက်နေ့မှာအရှိန်မြောက်တိုင်းစစ်တနာကျောက်ကနေဖမ်းဆီးရမိတယ်။စစ်တုံးမှန်296ဦးကို MND ကထပ်မံလွှတ်ပေးခဲ့တာလည်းဖြစ်ပါရယ်။ MND တပ်ဖွဲ့ဟာဩဂတ်စ6ရက်နေ့ကနေစတင်ပြီးစစ်တုံးမှန်မိသားစုဝင်တွေကိုမိသားစုတစုကိုငွေကျပ်9000ပေးကပြန်လည်လွှတ်ပေးနေတာဖြစ်ပြီး လက်ရှိအချိန်မှာစစ်တုံမှန်မိသားစုဝင်2000ကျော်နဲ့စစ်တုံမှန်342ဦးကိုပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတရင်တပုတ်ကိုကြည့်အောင်ပါ။စကိုင်းတိုင်းရှေဘုံမြို့နယ်စစ်ခုံရွာရဲကင်းကနေအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဆိုင်ကယ်စီးလာတဲ့ပြည်သူလူအုပ်ကိုအကြောင်းမဲ့ဖမ်းဆီးပြီးငွေကြက်3500နဲ့ဆိုင်ကယ်ကိုလူယူသွားခဲ့လို့ဒေသနေပြည်သူတွေကပြောပြပါရတယ်။ဩဂတ်လ17ရက်နေ့မှာရှေဘုံမြို့နယ်စစ်ခုံကျေးရွာရဲကင်းစခန်းမှာ တက်ဆွဲနေထိုင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဆိုင်ကယ်စီးလာတဲ့ခီးသွွားအမျိုးသားနှုတ်ကိုအကြောင်းမဲ့ဖမ်းဆီးပြီးငွေကျပ်3500ခီးဆောင်အိတ်တစ်လုံးနဲ့ကလစ်ဆိုင်ကယ်တစ်စီးကိုလူယူထားလိုက်တယ်လို့လည်းဖြစ်ပါတယ်။အဲ့ဒီခီးသွွားပြည်သူနှုတ်ဟာကောလင်းမြို့နယ်ကဖြစ်ပြီးရွှေဘိုကနေမုံရဘက်ကိုအသွားရွှေဘိုစိတ်ခွန်မုံရလမ်းဘေးကစိတ်ခွန်ရွာ ရဲစခန်းရှေ့ကနေဖြတ်သွားစဉ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတနက်ထောက်ကဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပြီးငွေနဲ့ဆိုင်ကယ်ကိုလူယူခဲ့တာဖြစ်တယ်လို့ဒေသနေပြည်သူတို့ကရှင်းပြပါဗျ။ရွှေဘိုမြို့နယ်စိတ်ခုံရွာရဲကင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရွှေဘိုစိတ်ခုံမူကန်ကြီးမုံရွာသွားတဲ့လမ်းဘေးမှာတရှိပြီးဖြတ်သွားတဲ့ကားတွေစီကနေကွက်ခံရရှိတဲ့ငွေသိန်းရာချီကျော်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတွေ့ရှာဖွေပေးနေသူတွေဖြစ်တယ်လို့ဒေသနေပြည်သူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ရှမ်းပြည်နယ်တီဘောမြို့မှာငါးအတာအတွင်းမှာကျဲဖက်စစ်ကောင်စီတပ်ကလေကြောင်းလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၁၁ဦးဟာသေဆုံးသွားခဲ့ရပြီးကလင်းငယ်တဦးပါဝင်၁၂ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL ကပြပြပါရယ်။ဩဂတ်စ်လ9ရက်နေ့ကနေ17ရက်နေ့ထိငါးအတာကာလအတွင်းမှာလေကြောင်းလက်လက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးကျောင်းစုအုပ်ချင်း တာပို့ထုံစင်ရက်မြို့လေရက်နားလွယ်မြို့ဟောင်း ကုန်းဆောင်ကြေးရွာနဲ့နန်ပေါ်ချောင်းတို့ကိုလက်လက်ကြီးကြည့်တွေကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးအမျိုးသား9ဦးနဲ့အမျိုးသမီး6ဦးဟာသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်လေကြောင်းတက်ခတ်မှုကြောင့်တိလရှင်တပားနဲ့ကလေးငယ်တို့ပါဝင်ဒေသနေပြည်သူ12ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဲ့ဒီဒေသကမြို့ကန်ပြည်သူတွေဟာ ကြောင်မဲမျိုးနတ်လန်ပင်လုံဘက်ကိုစစ်ရှောင်နေကြရတယ်လို့လည်းသိရပါဗျ။အကြက်ဘက်စစ်ကောင်စီကမြောက်ပိုင်းညင်အောင်၃ဘွဲ့ရဲ့တစ်တမြနှစ်ကိုစစ်စရေတွင်ရမခအပါဝင်မြို့တွေကိုစွန့်လွတ်ခဲ့ရတာကြောင့်ရှောင်းမဲမဲကပြည်သူလူထုကိုဦးတီကလေချောင်းကနေရောလက်လက်ကြီးတွေနဲ့ပါဇက်တိုက်ပစ်ခတ်နေတာဖြစ်ပြီးစစ်ရာဇဝတ်မှုကိုပျောင်ပျောင်တင်းတင်းကျွလွန်နေရလို့လည်း TNL ကပြောပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါရှင်ကျမများပါ